ကိုကလည်းမှလွယ်ဘူးတယ်ကိုကြီးကလည်းမှရောက်ဘူးပါဒါပေမဲ့အားလုံးတည်ပြီးသားပါ KB ဝေဘေးတို့ဘန်းကင်းတို့ဟာဒီလွှဲလိုက်တဲ့လုပ်ငန်းစဉ်နံပါတ်တို့အချိန်တို့ဓာတ်ကြီးတို့ငွေအမောက်တို့တိကျတယ်ဆိုရင်တော့ပြန်လွှဲဖို့ကတော့ဘုံဘုံတော့မခက်ခဲဘူးထင်တာပဲဘုံဘုံတို့မှလွယ်တော့လဲကံကောင်းလို့ပဲလာတော့မသိဘူးတစ်ဖက်ကလူကလည်းရှော့ရှော့ရှူရှူနဲ့ကိုကိုပြောတဲ့အတိုင်းပြန်လွှဲပေးပါတယ်ကိုကြီးရောက်တော့လဲဘုံဘုံတို့ကအဓိကတော့ဟိုလိန်တဲ့လူဖြစ်မှာဆိုလို့တော့မေးတယ်ဒါပေမဲ့ရက်တော့အများကြီးမကြပါဘူး သူတို့ကတော့ဘုံဘုံတို့ကပညာရေးရောကျမ်းမာရေးရောစာအုပ်နေရောပေါ့ဒီကလေးတွေကတော့ဒီထဲမှာနေရတော့ဘုံဘုံတို့ပဲမိဘနေရတာလေအဲ့ဒါဆိုတော့လက်ပတ်ကတော့ဒီ900သားသမီးရဲ့အလူရှင်နဲ့ပေါ့ဒီလှူဒန်းမှုနဲ့ပေါ့ဘုံဘုံတို့ဒီမှာမူလွန်ကြတာလေဘုံတို့ဤတင်ပညာရေးကြောင်းမူလွန်ပေါ့အဲ့ဒါဆို KG ကနေ GHD ကအကြောင်းလဲမှာပဲ G9 ကနေ G12 ကတော့အထက်တန်းနေဖြစ်တဲ့အတွက်အပြင်အဆိုးအကြောင်းမှာထားပြရတော့သူတို့ကတော့ထမင်းချိုင်နေပါလေပို့လိုတဲ့ဟာတော့ပို့အဲ့လိုလိုတဲ့ ဟိုအကြောင်းစိမ့်တို့အစာရေးကိရိယာတို့လိုတာတွေဝင်ဖြစ်ပေါ့ဖွဲ့ချမ်းပေးရတာပေါ့မနဲ့ကြောင်းတဲ့ညက်နေပြန်ပေါ့ဘုံဘုံတို့ရည်ရွယ်ချက်ကတော့ဒီဒီကလေးတွေတို့ကဒီမှာမိဘမဲ့ရောနွမ်းပါရောရှိတာပေါ့မိဘမဲ့ကလေးတွေတို့ကတော့မိဘမရှိဘူးဆိုတော့သူကဒါသူတို့ဘဝလန်းခီးရှောက်လန်းနိုင်အောင်ပေါ့ညာရင်မိတဲ့ကလေးတွေကလည်းဘွယ်ရပြင်ရတတ်ပြင်အောင်ဘုံဘုံတို့ထားမယ်ပေါ့ညာရင်တကယ်လို့မမိခဲ့လို့ဆန္ဒတန်းတွေမပြီးခဲ့ဘူးဆိုရင်တော့ဆန္ဒတန်းတော့ဖြည့်ကြည့်မယ်ပေါ့ဖြည့်ကြည့်တော့တစ်နှစ်လောက်ကြာလို့ညာရင်မမိဘူးဘာညာဆိုရင်လည်းသူတို့ရဲ့အသက်မိုးဟန်းကြောင်းတွေပေါ့ ဆက်ချုပ်တို့ကောင်းမောင်းတို့ကွန်ပျူတာတို့တခြားတခြားသောသူတို့ဘဝရည်တည်ဖို့တို့ကဒါလုပ်ပေးမှာပေါ့။နောက်မှအတွက်ကြတော့လေသူတို့ကပညာတော့တော်တယ်မိဘတွေကမထားနိုင်တာလေ။အဲ့တော့လေဘုံဘုံတို့ကပညာဌာနပြုလုပ်ပြီးတော့သူတို့ဘွယ်လေးတစ်ခုရလို့အပြင်မှာလောက်ကင်တဲ့ကိုလန့်ကိုရှောက်နိုင်ရင်ပဲဘုံဘုံတို့ခြေနဲ့ပါပဲ။အရာကြီးတော့မမျှော်ရဲပါဘူးကော။ဟုတ်ကဲ့တနင်္ဂနွေလုံးတိုင်းနေပြီနဲ့အနှံ့မှာ24ချောင်းရှိပါတယ်ဝန်ကြီးတို့ကဒီပကုံးမှလည်းရှိတယ်။အကုန်လုံးပါဘုံဘုံတို့က2လတကြိမ်ဘိုးစည်းဝေးလောက်ကြတယ်။အခုခေါလနာပိုင်းတရက်နေဆိုရင်ရန်ကုန်ကြည်စုဘိုးဘိုင်းရတာမှာ ပိုစည်းပေးပေါ့အဲ့ကြရင်ဌာနဆိုင်ကအကုန်ကြွရတယ်ပေါ့ဥဆောင်ဆရာတော်တွေပေါ့အ ਨੇ ဆုံးတပားတော့မဖြစ်မနေကြွရတယ်ပေါ့အဲ့ကြတော့မှငွေစင်းရှင်းကြတာလို့ပြီးရှေ့ဆက်လောက်ရမယ်လုပ်ငန်းတွေအတွက်ဆွေးနွေးတိုင်ပင်တာပေါ့ဘိုးဘွားရိတ်သားတွေအတွက်ဘယ်လိုလုပ်မယ်ဆန်စနိုက်အတွက်ဘယ်လိုလုပ်မယ်ပြီးပါမယ်အတွက်ဘယ်လိုလုပ်မယ်ပေါ့နော်အဲ့အဲ့အတွက်ဘယ်လိုကဲတယ်မယ်ကုညီမယ်ပေါ့ဘာတွေခက်ခဲရှိတယ်ဆိုတော့ဝိုင်းဆွေးနွေးပြီးလုပ်ကြတာပေါ့ဘုန်းကြီးတို့ဝိုင်းကြီးတို့အဓိဋ္ဌာန်ဆိုတာရှိတယ်ရှာခဲလာတဲ့လူဘွားအချိုးကွင်းမှာပညာရေးကျမ်းမာရေး အဲတဘာဝဘေးကနေဆက်ကဒုက္ခမျိုးမျိုးတွေကြောင့်ဒေါကတွေပင်လယ်ဝင်းနေတဲ့လူသားတွေရဲ့ကုညီတောင်းခံတာကိုဘုံဘုံလို့တတ်နိုင်တယ်မြတ်စေနာလက်တွေနဲ့ကုညီဖေးမှမယ်ပေါ့နော်စွမ်းနိုင်တယ်မြတ်ဘုံဘုံလို့ပညာတတ်တွေပြအောင်လုပ်မယ်ကုညီနိုင်တာတွေကုညီမယ်ဆိုတဲ့အဋ္ဌာန်နဲ့ဒီဝါညီဘူးအသိကိုဘုံဘုံကတည်ထောင်လာပေါ့22ရက်2လ2012ကဆိုတော့ကို73နှစ်ကျော်ခဲ့ပြီပေါ့ဒူးနဲ့ရဟန်းတန်ခါနဲ့ဘာကွာကြတယ်ဆိုတော့ရဟန်းတန်ခါတွေကတော့ယုံကြည်မှုပုံများတာပေါ့နော်သူတို့ကကိုချင်းသီလာပိုင်းရောဘာရော ဒါဟိုနေ့ဖြစ်တယ်ပေါ့ပြီးရင်ရဟန်းတန်ခါတို့ကြတော့သူတို့ဘဝပါနှစ်ပြီးတော့အချိန်ပြည့်ပြည့်ဆက်ပြီးတော့လောက်ကြတာများတာဟုတ်အဲအဲ့လိုမျိုးပေါ့လူကတော့သူရဲ့ဒီနောက်ခံဒီကိုရေးရာဇင်းတွေလည်းကြည်အောင်ပါဟုတ်ရဟန်းတန်ခါကြီးလည်းကြည်တာတော့ရှိပါတယ်ဒါမှမဟုတ်များသောဘာပြီးတော့သူတို့နိုင်ငံကဗုဒ္ဓဘာသာမြန်မာနိုင်ငံဖြစ်တဲ့အတွက်ဘုန်းကြီးရဟန်းတန်ခါတို့လေးစားကြည်ညိုပြီးသားအခမ်းအနဲရှိပြီးသားလေအဲ့တော့ရဟန်းတန်ခါပဲလောလောတိလာရှင်ပဲလောလောလူပဲလောလောပါအဓိကမှန်မှန်ကန်ကန် ကလေးတွေတို့ကလူရင်ကလေးတွေရှိဘိုးဘွားတွေတို့ကလူရင်ဘိုးဘွားတွေရှိတိတိကျကျရောက်မယ်ဆိုရင်မြန်မာလူမျိုးတွေကယုံကြည်ပြီးသားပါဘုန်းတော်ဝန်ကြီးတို့မှာသူကစနစ်ရှိပါလားခေါင်းကလို2လတကြိမ်အစည်းအဝေးထိုင်တာတို့ပြီးလို့ရှိရင်အဲ့2လတကြိမ်ဘိုးအဖွဲ့၅ဖွဲ့ဖွဲ့တာပါလေဘုန်းဘုန်းကိုနိုင်ရဟိုကဘိုးအဖွဲ့၅ဖွဲ့မြောက်ဘိုးအဖွဲ့ပေါ့နော်အဲ့လိုပါအဲ့ဘိုးဘွားကနှစ်လတစ်တန်းတွင်းမှာဝန်ကြီးဘူးနဲ့ပတ်သက်တဲ့ပြဿနာတွေကိုဖြေရှင်းတာလို့ပြီးရင်ចောင်းတိုက်တွေကိုကိုယ်တိုင်ပြင်ပန်းခံပြီးအဲ့ဘိုးဘွားကတချောင်းဝင်တချောင်းထွက် တေချာမြေပြင်ရဲ့အနေအထားတွေကိုထိထိရောက်ရောက်ဝင်ပြီးတော့စစ်ဆေးပြီးတော့ဒီမိခင်ဌာနတွေနဲ့ဆွေးနွေးတိုင်ပင်ပြီးတော့ကုညီနိုင်တာကုညီပေါ့ကြံကြံပေးနိုင်တာကြံကြံပေးပြီးတော့အဲ့လိုလောက်တာလည်းရှိပါတယ်အပြေလှူရေးတိုင်းငွေကြီးနဲ့ပတ်သက်လို့ကတော့ဘိုးအဖွဲ့မှာမဟုတ်ဘူးကြိုက်တဲ့အဖွဲ့ကြီးနဲ့ဘုံဘုံတို့မှာနေ့စဉ်ဝင်ငွေရှိသလိုနေ့စဉ်ထောက်ငွေရှိတယ်ဆန်လာတဲ့ချိန်ငွေရှင်းတန်းတွေရှိတာဖြစ်တဲ့အတွက်ကြိုက်တဲ့အဖွဲ့ကြီးကမတင်ကြလို့ဝင်စစ်မယ်ဆိုရင်ဘုံဘုံတို့ကတော့အစစ်စစ်ခံနေပါတယ်မကြောက်တဲ့တိုင်ပါအဲ့လိုဖွဲ့စည်းထားတာဖြစ်တဲ့အတွက်ဒီကလေးတွေပေါ်မှာပေါ့ တဦးတည်းတယောက်တည်းနဲ့ဖွဲ့စည်းတာဒါဘိုးဦးစီးစနစ်မဟုတ်ဘဲနဲ့ဒီဒီကော်မတီပုံစံရှယ်ယာရင်းပုံစံလောက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့တောင်းတဲ့ကြောင့်ထိန်းချောင်းမိသားဖြစ်တဲ့အတွက်ဒီຢာတွေကတော့တော်ရာခိုင်နှုန်းတော်တော်များများတော့ကလေးတွေဘိုးဘွားတွေရှိလက်သေးသည့်ရောက်တာများပါလေရှိတာပေါ့ကိုကလည်းမှားလွယ်ဘူးတယ်ကိုကြီးကလည်းမှားရောက်ဘူးပါလေဒါပေမဲ့အားလုံးတည်ပြီးသားပါကေဘေးဝေဘေးတို့ဘန်းကင်းတို့ဟာဒီလွှဲလိုက်တဲ့လုပ်ငန်းစဉ်နံပါတ်တို့အချိန်တို့ငါးကြီးတို့ငွေအမောက်တို့တိကျတယ်ဆိုရင်တော့ပြန်လွှဲဖို့ကတော့ဘုံဘုံတော့မခက်ခဲဘူးထင်တာပဲ ဘုံဘုံတို့မှားလွယ်တော့လဲကန်ကောင်းလို့ပဲလာတော့မသိဘူးတစ်ဖက်ကလူကလည်းရှော့ရှော့ရှူရှူနဲ့ကိုကိုပြောတဲ့အတိုင်းပြန်လွှဲပေးပါတယ်ကိုကြီးရောက်တော့လဲဘုံဘုံတို့ကအဓိကတော့ဟိုလိန်နဲ့လူဖြစ်မှာဆိုလို့တော့မေးတယ်ဒါပေမဲ့ရက်တော့အများကြီးမကြပါဘူးဘုံဘုံတို့နောက်တစ်ခါတည်းဒီလုပ်ငန်းစဉ်နံပါတ်တို့ငွေမောက်တို့အချိန်နာရီတို့ပြင်ငွေလွှဲတဲ့ဖုန်းနံပါတ်တို့ဒါတွေကိုစီစစ်လာရင်တော့ခဏလေးပါပဲဒါတော့ဘုံဘုံတို့လည်းနိုင်ပိုင်းမျိုးကိုပြန်လွှဲပေးဖို့ပါတယ် အဲ့တော့တစ်ဖက်ကကျတော့ဒါဘုံဘုံတို့အဲ့လိုပေါ့ထောက်ခံကြရပါလေဒီလိုပေါ့အဲ့လိုပြရတဲ့အချီရောဒါဘုံဘုံတို့အဲ့လိုစစ်စည်းတာမျိုးရောရှိလားအဲ့လိုတော့မရှိဘူးငွေကြီးနဲ့ပတ်သက်လို့အဲ့လိုတော့မရှိဘူးကိုကိုတိုင်ယုံကြည်မှုမရှိဘူးဆိုရင်နားလည်တဲ့လူကိုတစ်ချက်တိုင်ပင်လိုက်ပြီးတော့ဘလို့စီစစ်ကြမလဲပေါ့နော်စီစစ်တဲ့ဟာမှန်ကန်မှုဟိုကိုကမှားလွယ်တယ်လို့ပြောတယ်မှားလွယ်တာဟုတ်မဟုတ်ကိုဘလို့အချက်လက်တွေမရမလဲပေါ့မရမလဲပြောလို့ခေါင်းကပြောသလိုတော်တော်များများဖုံးဖုံးတို့ကျွမ်းကျင်တဲ့လူတွေဖုံးဖုံးတို့ကိုကြံကြံပေးတာတော့အဲ့လိုပဲပေးတာလေ ခုံနံပါတ်တို့လုပ်ငန်းစဉ်နံပါတ်တို့နိုင်တို့ဒါမျိုးငွေမောက်တို့ပေါ့နော်ဒါတွေနဲ့စီစစ်ပြီးတော့ပန်ကန်နေဆိုရင်တော့ပြန်လွှတ်ပေးလို့ရတယ်လို့အဲ့လိုတော့သိထားတာပေါ့အဲကြောင့်ကိုကိုနိုင်ကအဲ့ဒါတွေကိုနားမလည်လို့ပဲရက်ကြသွားတာလားဒါမှမဟုတ်ရင်ဒီရပိုင်းနဲ့ရတော့သိတဲ့တိုင်းပဲလေအလှူဒန်းကိစ္စတွေအဲသူတို့ကတော့တခြားလုပ်ငန်းတွေနဲ့ငွေမောက်လဲများတော့လုပ်ငန်းပဲရှုပ်သွားလို့လားတော့ဒါကတော့ဘုံဘုံတို့ကခိုင်ခိုင်ရှင်းနေမှပဲသိမှာပေါ့ကိုအထင်ပေါ့နော်အားရကြောင်မလို့တတ်နိုင်ဆုံးကတော့နားလည်တဲ့လူနဲ့စီးစစ်ပြီးတော့အမြန်ဆုံးပြန်ပေးနိုင်တာတော့ကောင်းဆုံးပါ ဟောဝိုင်းပြီးတော့ပရိဒတ်လုပ်ပြီးတာဘုံမလို့ကတော့ဝိုင်းလဲဝိုင်းတာလည်းကျေးဇူးလက်တင်တယ်။ဘာဖြစ်လို့ဆိုဘုံမလို့နိုင်ငံမှာလိုအပ်ချက်ပေါင်းများစွာလေ။အဲ့ဒီတော့ခေါင်းကလည်းနာမည်ကြီးတဲ့လူလို့တော့ပိုးအောင်မြင်တာပေါ့။လူတီများတော့ဟောယုံကြည်မှုလည်းများတယ်လေ။အဲ့ဒါဖြစ်တဲ့အတွက်များများကိုကယ်နိုင်တာပေါ့။တာမန်လူလို့ရင်တော့တာမန်တာမန်လူကတယောက်နှစ်ယောက်ကယ်နိုင်တယ်ဆိုရင်နာမည်ကြီးတဲ့ဆယ်လီတွေပါတယ်လူတီများတဲ့လူတွေကတော့ယောက်20 30ယောက်200 300စသဖြင့်ကယ်နိုင်မှာပေါ့။ဝိုင်းကယ်တာကောင်းပါလေ။ အာဘာဖြစ်ကိုနေ့ကလို့ခမုန်းတော့တော့လူပဲဖြစ်ဖြစ်ဘိုးကြီးပဲဖြစ်ဖြစ်တိလာရှင်ဆရာလေးတွေပဲဖြစ်ဖြစ်ဒီကပရာဟိတလုပ်လို့ရှိရင်ကိုကျိုးတော်မို့ခွန်းနဲ့ဖြစ်နိုင်တိတိကျကျလေးလှုပ်ပေးနိုင်တယ်ဆိုရင်လူပုဂ္ဂိုလ်တွေကိုလည်းယုံကြည်ကြပါတယ်ဘူးဆိုရင်မြန်မာနိုင်ငံမှာလူပုဂ္ဂိုလ်တွေကိုယုံကြည်ကြတဲ့ဟာလေးအများကြီးပဲလေဆယ်လီတွေအများကြီးပဲလေသူတို့လည်းရေဖေးဆိုရေဖေးငလင်ဖေးဆိုငလင်ဖေးလှူးနေတာပဲခမုန်းတော့နဲ့လည်းတွေ့ဘူးဆိုမှုပါတယ်အဲ့တော့လည်းဝမ်းလည်းဝမ်းတာပဲများများလှုပ်ကြပါလို့လည်းခမုန်းတော့ကထပ်စစ်တိုက်တွန်းလို့ပါ